ဆရာမြတ်လေးခိုင်းတင်ထားတဲ့အဲ့ဒီဘိုင်းလေးတွေရှင်းပြရပါလားအာပုံလေးတွေဆွဲထားအောင်နော်ဆွေးရည်နဲ့ဘာလေးတော့ငါးလေးတွေဆွဲရအောင်ငါးလေးတွေဆွဲပြီးတော့ရောင်းချဲရအောင်ရှင်းတယ်နော်အပြင်မထွက်အောင်ရောင်းချဲရအောင်ရှင်းတယ်ပြိတ္တံလေးတွေဆွဲမယ်ဆိုရင်ပြိတ္တံ မှာပြိယာလေးတစ်ခုဆွဲလိုက်မယ်ဒီမှာပြိယာလေးတစ်ခုဆွဲလိုက်မယ်ဒီမှာတစ်ခုဗာလေးလည်းပြိယာလေးဗာလည်းပြိယာလေးပဲမှာနောက်ပြိယာလေးတစ်ခုဆွဲလိုက်တယ်ဒီမှာပြိယာလေးတစ်ခုဆွဲလိုက်တယ်ဟာပြိယာလေးတစ်ခုဆွဲလိုက်ဟာပတ်ပြိယာသူဒေးလေးတစ်ခုထပ်ဆွဲလိုက်မယ်အဲ့တော့နားလေးတစ်ခုဆွဲလိုက်နော်ဒီတော့ဒီမှာပြိယာလေးပဲဒါဒါကဒီရှိတ်ပေါ့ရှိတ်ကပုံစံပြိယာပုံစံနဲ့အရေကလေးတွေဆွဲနော်မာ ဖေးသေးသေးလေးပဲပါလို့เนาะဒါကြောင့်မသားတော့ဟိုလေ့ကျင့်တယ်လို့ပဲပြောထားတယ်เนาะဒီမှာဒါလေးချက်နဲ့ဒါလေးချက်နဲ့ဥတော်မှမရှင်းပါအောင်ချင်းအကြောင်းကလေးနဲ့ချက်ကြမှာပုံပါတာเนาะဘွားလေးအရင်ဆုံးပဲကလေးဘွားလေးအရင်ချက်မယ်ဘွားလေးချက်မယ်ချက်ပြီးတော့မှကိုကရှင်းပါလေဒီမှာဘွားလေးဒီလိုနဲ့ချက်မယ် ဒီလိုလေးဆက်သွားမယ်။ဒါကရောင်ပုံလေးတွေနဲ့တစ်ခါလဲသွားမယ်။ဒီလိုလေးသွားမယ်။သွားမယ်နော်။ဒီလိုလေးသွားမယ်။ဘာသာလို့ကကြတော့ဒီဟိုဗာလဲ။စာအုပ်မှာကြတော့လေ။ లై ဖ်ပွားလေး။ညီအောင်လို့ లై ဖ်ပွားလေးတွေစားလိုက်ပြီ။ပြီးအဲ့ లై နေတွေပြန်ဖြတ်ပါ။ပြန်ဖြတ်တယ်။ပွားလေးပဲစားမယ်နော်။ပွားလေးပဲစားမယ်။ပြန်ကြတယ်။လေးတော့မယ်အခုလေးတော့ဘာလုပ်လဲဆိုအောက်မှာလေလေးဆက်မယ်ဟုတ် ာမြင်းဖောက်တယ်ကြွယ်နော်မြင်းဖောက်တယ်နဲ့ပဲနော်ဒါတော့ပြီးတော့မြင်းဖောက်တယ်နဲ့ပဲဒီမှာသွားတာဒီလိုအကောက်လေးပြီးသွားတော့အထဲမှာလေးထောက်ပတ်လေးတွေထည့်လိုက်တာဒါဒီဇိုင်းလေးတွေဖြစ်သွားတယ်ပတ်တာလို့လည်းခေါ်တယ်အခုကျင်းနေတော့မှာပေါ့နော်ဒါကတစ်ခါလဲပြန်လာပြီလားဒီမှာဟိုဆောက်ရမှာခုမဆက်တော့ဘူးနော်ဒီကမှာဒီကမှာဒီမှာအချောင်းလေးတွေတင်မယ်ဘယ်ပုံမှန်လဲဆွဲတက်အောင်လို့ နော်ဒီမှာအဆက်လေးတွေတွားမယ်မားလေးတွေတွားမယ်အဲ့နိုင်ကိုချိန်နိုင်တာအဲ့ဒါပဲရောက်မှာဆိုရင်ဒီလိုမျိုးလေးတွေတွားမယ်အဲ့လိုဆွဲခိုင်းတဲ့ခါလေးလေးနော်လေးချိန်ခိုင်းတာအဲ့မှာနော်ပတ်တံလေးတွေထွက်လာတာဟုတ်လားဟုတ်လားလေးတွေထွက်သွားလိုက်မယ် လေးထူသွားတယ်မြင်းကောင်လေးတွေအတိုင်းပဲเนาะဟဲ့လားနောက်ပိုင်းမှာပကြီးဝါလေးဆိုအရန်သုံးဝင်လာတက်တဲ့အရောင်လေးနဲ့ထက်ပလာလေးထက်เนาะနောက်ဆိုလာလေးဒီလိုနောက်လာလေးမြင်းနေအောင်ဒါဆိုတော့အတိုင်းပဲတော်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 ပဲဒီပေါ်ကလေးချင်းဆွဲနေအမေပုံလေးချေပြရအောင်ပါ